အားလုံးပဲမင်္ဂလာပါရှင်ကျမအခုပြပတ်ခြင်းနဲ့ကျမရဲ့နံပါတ်တက်တဲ့ဘဝတူတာကတော့ပန်းတီစာချင်းရဲ့အကြောင်းပါပန်းတီစာချင်းအဖြစ် ဘလို့အကျိုးကျေးဇူးတွေရမလဲဆိုတာပြပြချင်ပါတယ်။ပန်းသီးမှာအရွယ်တင်နှုတ်ပြစီပြီးတော့ကန်ဆာရောဂါနှလုံး၊သွေးတိုးစီးချိုကိုကာကွယ်ပေးနိုင်တယ်။အန်တီအောက်ဆီဒန့်တွေအများအပြားပါဝင်ပါတယ်။နောက်အစာကြည်စီရဲ့အမြင့်ဓာတ်တွေလူခန္ဓာကွာနေ့စဉ်လိုအပ်နေတဲ့ဗီတာမင် C နဲ့သတ္တုဓာတ်တွေလည်းအများကြီးပါဝင်ပါတယ်။ဆိုတော့ပန်းသီးကိုစားလို့ရှိရင်အကျိုးကျေးဇူးတွေအများကြီးရတယ်ပေါ့နော်။ဒီအကျိုးကျေးဇူးတွေကဘာတွေလဲဆိုလို့ရှိရင်ရေဓာတ်ကိုဖြည့်တင်ပေးနိုင်စွာရှိပါတယ်။ရေဓာတ်ကျွေးရတဲ့ပန်းသီးမှာ85ရာခိုင်နှုန်းလောက်ကရေဓာတ်လို့ဆိုပါတယ်။ဒီရဲ့ချက် ်ကတော့ကိုယ့်ကိုရေတက်မကုန်ခဲအောင်ပစုံရှုံအောင်ကူညီပေးပါပဲဖြစ်ပါတယ်။နောက်ကိုယ်လင်းချိန်ကိုလည်းထိန်းကြည့်ပေးနိုင်ပါတယ်။နောက်ပြီးသွားလို့ရှိရင်ဘိုက်ဝါစီရဲ့ပန်းသီးကိုအတိအတိုင်းစမယ်ဆိုလို့ရှိရင်အမြင့်တက်ကြွားမှုကြောင့်မလို့ဆာလာစိတ်ကိုရှော့ချပေးနိုင်ပါတယ်။ဒီတော့ညာဘက်အိတ်ခံကြီးဘိုက်စားရဲဆိုလို့ရှိရင်ပန်းသီးစားတာအတိတ်တော်ဆုံးပဲဖြစ်ပါတယ်။နောက်တစ်ခုကစီးချိုနဲ့သွေးလွင့်တကြားဓာတ်တွေကိုထိန်းချုပ်ပေးပါတယ်။နောက်တစ်ခုကတော့ဒီပေါ်တော့ကျမတို့ဝမ်ဘိုက်ကိုကျမ်းပါစေနိုင်တဲ့အစွမ်းလေးပန်းတိပါရှိပါတယ်။ဘိုက်ထဲမှာဟိုဒီပေါ်တော့ရှိတဲ့ အာဂီဟာစနစ်ကိုအကျိုးပြုရဲ့အတွက်ကြောင့်မလို့ဝမ်ပိုက်ထဲမှာကောင်းမှုစီရဲ့ဖက်တီးရီးယားလေးတွေအဖြစ်အစာချေစနစ်ကိုကုမ္ပဏီပေးတိုက်စွမ်းရှိပါတယ်။နောက်ကောလက်စထရောကိုလည်းလျှော့ချစီပါတယ်။နောက်အုံနောက်နဲ့အာရုံကြောကိုချက်ပါစီပါတယ်။ဆိုတော့ပြောရမယ်ဆိုရင်ပန်းသီးကိုနေ့စဉ်ပြီးဝဲပဲဆိုလို့ရှိရင်အာရုံကြောဆဲတွေစိတ်ဖိစီးမှုရန်နေပြီးတော့ကာကွယ်ပေးတိုက်ပါပဲဖြစ်ပါတယ်။အားလုံးပဲပန်းသီးကိုတနေ့တစ်လုံးစားပေးခြင်းအဖြစ်ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းမှုတွေအဲအလှအပတွေအများကြီးပေါ့နော်ဖြစ်စီတဲ့အတွက်ကြောင့်မလို့ပန်းသီးကိုနေ့တိုင်းတနေ့တစ်လုံးလောက်မပန်းစား ပေးဖို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးများရည်တင်ပါတယ်